မင်္ဂလာပါဒီနေ့မှာဖုန်းနဲ့ Android application တွေဆွဲလို့ရဒီ scanware ကို download ဆွဲပြအောင်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Google ကိုသွားလိုက်ပါ Google မှာ scanware pro apk လို့ရရှာလိုက်ပါ apk ဒီပေါ်ဆုံးမှာ csgoya pro.com ဝင်လိုက်ပါ ဒီလိုမျိုးတွေ့ရပါလိမ့်မယ်ကျွန်တော်တော့ stable android a ကိုတောင်းထားတယ်ဖုန်ယူစားနေနေဆိုတော့ဒီအောက်က stable android 5 black ကိုရေးပါကျွန်တော် android 8 black ကိုကျွန်တော်တောင်းလို့ဆွဲထားတယ် stable android 8 black ကိုနှိပ်ထားဆိုရင်ဒီလိုပေါ်လာလိမ့်မယ်ကျွန်တော်ကတော့ download ဆွဲပြရဖြစ်တဲ့အတွက် download again လို့ပေါ်နေ download မချသေးဆိုလို့ရှိရင်ဒီနေရာမှာ download လို့ပေါ်နေမယ်ကျွန်တော် cancel လုပ်ရမယ်ကြောက်ဒီမှာ download ချပြီးတာ scalar pro ကျွန်တော်ဒီ version ကို download ဆွဲပြီးတာ ဟောဒီမှာ install လုပ်လို့ရတယ်ဟောတခြားတော့ click ပြီးတော့ okay ဆိုရရင်ကျွန်တော် scaleware pro လို့တောင်းလိုက်အောင် scaleware pro application ကကျွန်တော် android application ကိုရေးဆွဲလို့ရပါတယ်ဟော scale လုပ်လိုက်ကျွန်တော်ဒီမှာ send ဆွဲတာရှိရင်ဟောဒီအောက်ကပေါင်းအိမ်ကိုလွှဲနေပြီကျွန်တော်ပေးခြင်းနဲ့ application name ကိုပေးလိုက်ရတယ် app လို့ပြထားလိုက်မယ် app ဟော create ကိုနှဲ့လိုက် ဆိုတော့ဒီပတ်ချက်မှလည်းသုံးလို့ရတယ်အများကြီးရှိတယ်။ So now video ကြာလို့ရှင်ဒီပတ်ချက်မှသုံးလို့ရတယ်အားလုံးကျွန်တော်မျှဝေပေးမယ်။ဟိုလိုဆိုရင်အောက်က run လေးကိုနှိပ်လိုက်။ run ဆိုတော့ cloud ကိုနှိပ်လိုက်ဆိုလို့ရှင်တော့ application file ထုတ်သွားလိမ့်မယ်။ကျွန်တော် internet ကမလုံးတော့။ install ကျွန်တော်ဖုန်းထဲ APK file ထုတ်မှာဆိုတော့ဒီအားကိုကျွန်တော်အလောင်းပေးရမယ်။ ဆိုရင်ကျွန်တော် app ကို install လုပ်ထားရင်ရှန်ရဲ့ဘလိုပဲဖြစ်ဖြစ် download စာမယ် open အဲ့ဒါကျွန်တော်ရဲ့ blah project ရပြီဘာမှပါတဲ့ application ပေါ့ကျွန်တော်နောက်ပြီးကြာလို့ရှင်ထည့်ရမယ်ဒီ application တွေကိုကျွန်တော်ဒါကိုပြန်ပြီးဖြတ်လိုက်မယ်ကျွန်တော်ဒီ scale ဘယ်လိုလဲပြန်တော့လိုက်မယ် အဲ့ဒီမှာကျွန်တော်ဒီပထမဆုံး linear h ထည့်လိုက်မယ်နောက်ပြီးကြာလို့ရှိရင်ကျွန်တော်ဒီ yai ကိုကျွန်တော်ရှင်းပြပေးမယ်အဲအောင် channel လေးကို subscribe လုပ်ရတယ် subscribe လုပ်ထားပြီးပြောချင်ပါတယ် dash view ကိုခလက်ကောင်းပို့မယ်ဒါဆိုတော့ကျွန်တော် hello ဝါလို့ထားလိုက်မယ် hello ဘောတဆိုင်ကိုနည်းကြည့်မယ်တဆိုင်ကိုနည်းနည်းကြီးကြီးလေးထားမယ်30တော့ စာသားကြည့်တာပြီအနောက်က background ထောက်ပြီး gravity ရဲ့မှာ sana 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 particle ကိုဖွင့်မယ်ဖွင့်ပြီးတော့ဒီကကျွန်တော် test color နောက် background color ကိုကျွန်တော်ချိန်မယ်အရာကျွန်တော်အဝါရောလိမ္မောင်းလေးဖြည်းဖြည်းထားလိုက်မယ် okay စီမဲ run ကြည့်အောင် install ုံ app ကို install လုပ်နေ open ဖွင့်လိုက်ပြီကျောင်းဒီမှာထဲမှာ dash blue လေးရပြနေ hello world ဆိုပြီးတော့နောက်နေ့ကြာလို့ရှိရင်ဒီ app နဲ့ပတ်သက်တာအကုန်လုံးရှင်းပေးမယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်